မိတ်ဆွေများအားလုံးမင်္ဂလာပါဗျကျွန်တော်တို့ဒီ2025ထဲမှာတစ်တီထိတ်လဲမပေါ်အလဲလဲမပေါ်အပိတ်လဲမပေါ်မပေါ်ခဲ့ပြီမယ်လို့ဒီတစ်ဒီတစ်ကကျွန်တော်တို့ဖော်ကစားတာတော့မဟုတ်ဘူးဗျဟိုလုံယူတာတော့မဟုတ်ဘူးသူစနေအသွားအလာရကျွန်တော်တို့ဒီ2025ထဲမှာတစ်တီလုံးဝမပြောင်းနိုင်ဘူးဗျမပြောင်းနိုင်နဲ့မပြောင်းနိုင်တာဘာကြောင့်မပြောင်းနိုင်တာလဲဆိုလို့ရှိရင်တော့စနေအရမပြောင်းနိုင်တာဒါကတော့သူစနေအသွားအလာရဆိုလို့ရှိရင်ကျွန်တော်တို့တစ်တီလုံးဝ မပြောက်ဘူးခုကျွန်တော်ကျွန်တော်တို့ကျန်တဲ့၄ချိန်မှာကျွန်တော်တို့၁နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ကစားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ CD တော့ဆွဲထိုးအောင်ပါဗျာ CD CD ဆွဲထိုးလို့လို့ရှိရင်ကျွန်တော်တို့တစ်တီလာစပေါ်တယ်ဆိုလို့ရှိရင်သူကတစ်အပိတ်နဲ့ပဲစပေါ်ပါမှာဒါကျွန်တော်တို့စနစ်အရာပြောတာနော်ဘာကြောင့်ဒီတစ်ကမပြောက်နိုင်တယ်မပြောက်နိုင်တယ်လဲဆိုလို့ရှိရင်တစ်ရဲ့တစ်ရဲ့ formula ရကျွန်တော်တို့ကစားခွက်အရာ တစ်ဒီကျွန်တော်ပေါ်ခဲ့တယ်ဆိုလို့ရှိရင်တစ်နောက်ပိတ်နေပဲအရင်စပေါ်ရမှာပေါ်ပြီးမှသူကတစ်ထိတ်ကဝင်ရမှာဒါစနစ်အရာပေါ့ဗျာကျွန်တော်တို့ကျန်တဲ့လေးချိန်မှာတစ်နဲ့ပတ်သက်ပြီးတော့မိဆွေတို့ကစားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်စနစ်အရာကိုဒါမိဆွေတို့ကိုကျွန်တော်ချပြပေးမယ်ပေါ့ဗျာကျွန်တော်အရင်ဖိုင်နေမှာလည်းပဲကျွန်တော်တစ်နဲ့ပတ်သက်တာတွေကိုကျွန်တော်တို့၈နှစ်တို့ပါလို့၈နှစ်တစ်တို့ဒါမိဆွေတို့အနေနဲ့အထက်ကစားလို့ရတယ်ကျွန်တော်တို့တစ်နဲ့ပတ်သက်တဲ့တစ်နဲ့တစ်ကိုစပေါ်လာတဲ့အကြောင်းရင်းကပေါ်ရမယ့်အကြောင်းရင်းကကျွန်တော်တို့နှစ်ခုစွန်းနှစ်ခုစွန်းနှစ်တွေမှာ တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာပရိလေးဒီစနစ်ကကျွန်တော်ဖောက်ချိန်ခုနှစ်ချိန်လောက်ကကျွန်တော်ဒီစနစ်ဒီဖိုင်ကိုဒီဒီဖရိန်ကိုချပြပူတယ်မှတ်မိမှတ်မိတဲ့သူလည်းမှတ်မိချင်မှတ်မိနိုင်မယ်တော့ကျွန်တော်အဲ့ဒီအဲ့ဒီစနစ်ထဲကကျွန်တော်လေးတစ်တစ်တကွက်ထက်ထက်ကစားနေတဲ့အကြောင်းချင်းကအဲ့ဒီစနစ်လည်းပါတယ်အခုကျွန်တော်တို့နှစ်ခုသုံးတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာပရိလေးသူ့ရဲ့အောက်ကနေမှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်မှာတက်ခါ ဆိုလိုချင်တာက၄ပြည့်ရအောင်မှာအချိန်ကြိုက်မှာ၉ချိန်မြောက်မှာတက်ခါလို့ထိုင်ရမယ်၄ချိန်မှာပရိလေး၉ချိန်မှာတက်ခါအဲ့ဒီလိုတက်ခါလို့ရပြီမှာ၂၄ချိန်ရောက်တဲ့ခါကျလို့ရှိရင်ပရိ၆တူတပွဲကြောင့်မှာကျွန်တော်တို့ပရိ၁အဲ့ဒီပရိ၁လို့ရိုက်တယ်အဲ့ဒီဒါကတော့ဖရင်တယ်တာပေါ့ဗျာနောက်တစ်ခါကျွန်တော်တို့၂၀၁၂ခုနှစ်ထဲ၂၀၁၂ခုနှစ်ထဲမှာကျွန်တော်တို့တစ်ချိန်တစ်ချိန်၃ချိန်၄ချိန်မှာပရိလေးအဲ့ဒီပရိလေးရနေမှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ခြောက်ချိန်ခုနှစ်ချိန်ရှစ်ချိန်ကိုးချိန်ကိုးချိန်ကိုးချိန်မှာတစ်ခါလောက်ခါအလဲထိုင်တယ်အလဲထိုင်ပြီးပြီဆိုမှကျွန်တော်တို့ 24ချိန်ရောက်တဲ့ခါကျတော့ပရိတ်6တုတနစ်တုံးမှာကျွန်တော်တို့ပရိတ်1ဒါဒီဒီလိုစနစ်ကိုပရိတ်ကိုတဲပေးတာတဲပေးထားခဲ့တယ်အခုကျွန်တော်တို့2022ခုနှစ်ထဲမှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှာပရိတ်4တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်ရောက်မှာတစ်ခါအဲ့ဒီလိုတစ်ခါလို့ထိုင်ပြီးမှာကျွန်တော်တို့24ချိန်ရောက်တဲ့ခါကျလို့ရှိရင်ပရိတ်6ပရိတ်1ဒါဒီသူ့ရဲ့ပရိတ်အသွားအလာရတာဒီလိုသွားတာအဲ့ဒီလိုသွားပြီးတဲ့ခါကျတော့ကျွန်တော်တို့နောက်တစ်နှစ်မှာကျွန်တော်တို့ပရိတ်1အဲ့ပရိတ်1ရဲ့ကျွန်တော်တို့နောက်တစ်နှစ်ထဲမှာ2005ခုနှစ်ထဲမှာကျွန်တော်တို့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ရောက်တဲ့ခါကျတော့ပရိတ်3 ဒါကလူစနစ်သွားလာတာလူစနစ်သွားထားတာကလူပရင်တက်ထားတာကစီနီယာတွေနဲ့ထောက်ပြီးတော့ပရင်ကိုတဲပေးထားတာဆိုလိုချင်တာကကျွန်တော်တို့ဗရီလေးရဲ့နှစ်နှစ်ကျော်ပရင်သုံးနောက်တစ်ခါကျွန်တော်တို့2015ခုနှစ်တည်းရောက်တဲ့ခါကျလို့ရှိရင်တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်ရောက်တာကပရင်နှစ်ပရင်လေးရဲ့နှစ်ပွဲကျော်မှာပရင်နှစ်ဆိုတော့ကပထမတစ်ခါကဗရီလေးရဲ့နှစ်ပွဲကျော်မှာပရင်သုံးကျွန်တော်တို့ဒီမှာဗရီလေးရဲ့နှစ်ပွဲကျော်မှာပရင်နှစ်အခုကျွန်တော်တို့2022ခု20 22ခုနှစ်ထဲမှာပရင်လေးသူ့ရဲ့တစ်နှစ်နှစ်နှစ်ကျော်မှာပရင်တက် ငါးခုစုံလေးချိန်မှာ break တက်လို့ထိုင်ခဲ့အဲ့ဒီလို break လေး break သုံး break လေး break နဲ့ break လေး break တက်24ချိန်မှာ6 break တစ်နှစ်ကျော်မှာတက် break ဒီလိုစနစ်တွေခင်းလာပြီးမှာကျွန်တော်တို့တက်ကိုစပေါ်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီလို break လေးနှစ်နှစ်ကျော်မှာ break တက်ဘာလို့တက်ဘာလို့ break break သုံးဒီနေရာမှာကျတော့တူတာတစ်ခါလဲစနစ်ကိုထည့်သွားတယ်ကျွန်တော်တို့တက်နောက်ပိတ်အဲ့တက်နောက်ပိတ်ပေါ်တယ်ဆိုလို့ရှိရင်တူက51အတွင်းနဲ့ပဲပေါ်တာ 51အတွင်းနဲ့ပဲတင်းနောက်ပိတ်ကို51အတွင်းအဲ့လိုပို့ပြီးပြီဆိုမှကျွန်တော်တို့တွေ့ရအောင်ပါကျွန်တော်တို့ထိတ်ဆီးပြီထိတ်ဆီးကိုသူကဝင်တာနောက်တော့တခါကျွန်တော်တို့ဒုတိယတစ်ခါကျွန်တော်တို့ဗရိတ်လေးသွားသွားဗရိတ်လေးဗရိတ်တုံးဒီခါကျတော့ဗရိတ်လေးဗရိတ်နှစ်အဲ့ဒီလိုဗရိတ်နှစ်ထဲမှာသူကတင်းနောက်ပိတ်ကိုစပေါ်တယ်ဆိုလို့ရှိရင်သူကနောက်ပိတ်ကပဲစပေါ်တာပေါ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ဦးမှာနှစ်ဦးမှာပေါ်တယ်ဆိုလို့ရှိရင်သူက51အတွင်းနဲ့ပဲစပေါ်တာတင်းနောက်ပိတ်ကိုပို့ခဲ့တယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ကစနစ်အရာနောက်တော့တခါကျွန်တော်တို့ဒီရောက်ကမှာကျွန်တော်တို့ဗရိတ်လေးဗရိတ်တက် အဲ့ဒီလိုဗရိတ်လေးဗရိတ်တက်ကစားရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဒီ2025ထဲမှာကျွန်တော်တို့တင့်နောက်ပိတ်နဲ့ပေါ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က၅ခါတင့်နောက်ပိတ်နဲ့ပဲပေါ်ပါမှာပေါ်ရမယ့်ခါကျတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲကကျွန်တော်ကိုင်းငါတက်ပါအောင်ကစားတာကျွန်တော်ဒါကြောင့်ကစားတာကျွန်တော်တို့ဗရိတ်ငါးတော့အောင်သွားတယ်ပေါ့ဗျာဗရိတ်ငါးတော့အောင်သွားတယ်ဒါပေမဲ့လို့ကျွန်တော်တို့50တက်တက်ကနောက်မပိတ်ခဲ့ဘူးသူကပေါ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က50တက်အတွင်းနဲ့ပဲသူကပေါ်ပြရမှာပေါ်ပြရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီတန်တန်မှာကျွန်တော်တို့စနစ်တစ်ခုပါတယ်ဘာတစ်ခုပါလဲဆိုလို့ရှိရင် ခုဒီမှာတော့သူတခါတည်းဒီနေရာမှာတခါတည်းလောက်သွားတယ်လောက်သွားမြတ်လို့ရှိရင်နောက်တစ်ချက်ကိုလည်းပဲသူတခါတည်းပဲဆက်လောက်သွားတယ်ကျွန်တော်တို့အဲ့နောက်တိုက်နေထဲမှာတင်းနောက်ပိတ်ပေါ်တော့မယ်ဆိုလို့ရှိရင်ဒီမှာ50တည်းအတွက်ပေါ်တယ်အဲ့ဒီတင်းနောက်ပိတ်ကိုသူကဘာနဲ့ပြောပေါ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီစနစ်တစ်ခုပါတယ်ကျွန်တော်တို့ထိပ်စီးတော်တုံးလုံးပေါင်းခြင်းတစ်တင်းနောက်ပိတ်ဒီလိုလဲထိပ်စီးတော်တုံးလုံးပေါင်းခြင်းတစ်ကိုတစ်လို့ပြန်ပိတ်ရမယ်အဲ့စနစ်တစ်ခုပါတယ်ကျွန်တော်တို့ဒုတိယတစ်ခါမှာလည်းပဲကျွန်တော်တို့50တည်းအတွက်လို့ပေါ်ခဲ့ပြီးပြီနောက်တစ်ခါကျွန်တော်တို့တစ်ကိုပြန်ပိတ်တယ်ပိတ်တယ်ဆိုလို့ရှိရင်အဲ့တင်းနောက်ပိတ်နဲ့ဒီလိုထိပ်စီးတော်တုံးလုံးပေါင်းခြင်းတစ် ်ထိသီးသုံးလုံးပေါင်းခြင်းတစ်ကိုတစ်လို့ပြန်ပိတ်တယ်ပြန်ပိတ်တဲ့ခါကျလို့ရှိရင်လည်းပဲသူကနောက်ထပ်စနစ်တစ်ခုပါထည့်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က52အတွင်းနဲ့ပဲခွန်9တစ်လို့ပေါ်တယ်ခုကျွန်တော်တို့ဒုတိယတက္ကမကျလို့ရှိရင်လည်းပဲထိသီးတော်သုံးလုံးပေါင်းခြင်းတစ်တင်းနောက်ပိတ်နေပေါ်တယ်ဆိုလို့ရှိရင်လည်းပဲသူက9ခါနဲ့ပဲတင်း9တစ်လို့တခါဒုတိယအချိန်မှာဆက်ရိုက်သွားတယ်အခုကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့ဒီတင်းနဲ့ပတ်သက်ပြီးကစားခြင်းလဲဆိုလို့ရှိရင်အခုကျွန်တော်တို့အခုကျွန်တော်တို့ဒီမှာ52အတွင်းပိုင်းတွေထည့်လိုက်အဲ့ဒါတည်းအတွက်ဘိုင်းတွေထက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကခွန်ထိပ်စီဒီတော့လုံးပေါင်းချင်းတစ်ဖြစ်မယ်ဆိုလို့ရှိရင်ခွန်ထိပ်စီဒါခွန်၅တက်ကစားလို့မရဘူးလားဒါကတော့ တို့လုံအောင်ကစားကျင်တယ်ဆိုလို့ရှိရင်တော့ဖက်ကွက်စီဒီထည့်ထိုးပေါ့ဗျာကျွန်တော်တို့50တဲ့အတွက်ရှစ်စီဒီဆွဲထိုးအဲအဲ့လိုမျိုးမှကစားကျင်မှုတကွက်ထဲကစားကျင်တယ်ဆိုလို့ရှိရင်ဒါခွန်ကားတဲ့ကစားလို့မရဘူးလားဒါကတော့ကျွန်တော်ကဖြစ်နိုင်ခြေရှိတဲ့စနစ်အရာဖြစ်နိုင်ခြေရှိတဲ့ဟာကိုကျွန်တော်ကမိတ်ဆွေတို့ကိုကျွန်တော်ချပြပေးတာဘာလို့ဆိုလို့ရှိရင်မိတ်ဆွေတို့လည်းပဲအလကားကစားရတာမဟုတ်ငွေကြီးနဲ့ရင်းနေပြီးကစားရတာကစားရတာဆိုတာကကျွန်တော်မိတ်ဆွေတို့အတွက်ကိုလည်းပဲကျွန်တော်တို့ကပုံရှုံမှုမဖြစ်စေချင်ဘူးပေါ့ဗျာတကယ်လို့ကြိုက်နေတဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ50တဲ့ရှစ်စီဒီဆွဲထိုးလို့ရတယ် နောက်တစ်ခါကျွန်တော်တို့နောက်စနစ်တစ်ခုအရာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီစနစ်ထဲမှာကျွန်တော်တို့ break လေး break တော့ break လေးကို၄လုံးပိုင်ယူ break 3ကို3လုံးပိုင်ယူအဲ့ဒီ43အတွဲကိုကျွန်တော်တို့ဒီကတစ်ခါနဲ့ပေါင်းဆက်ပြီးတော့43 1ဆိုတဲ့ခဏတကွအဲ့ဒီ43 1ကလည်းအဲ့ဒီထဲမှာထွက်တယ်နောက်တစ်ခါကျွန်တော်တို့ဒုတိယတစ်ခါကျွန်တော်တို့ break လေး break 2 break လေးကို၄လုံးပိုင်ယူကျွန်တော်တို့ break 2ကို2လုံးပိုင်ယူအဲ့ဒီ43 1ဆိုတဲ့ဒီကတစ်ခါနဲ့ပေါင်းဆက်ပြီးတော့43 1ဆိုတဲ့ခဏတကွအဲ့ဒီထဲမှာပဲထွက်တယ် ခုကျွန်တော်တို့ဒီရောက်ကနေထိုင်မှာကျွန်တော်တို့ဗရိတ်လေးကိုလေးလုံးပိုင်ယူလိုက်ဗရိတ်တစ်ကိုတစ်လုံးပိုင်ယူလိုက်ကျွန်တော်တို့လေးတစ်တစ်ဆိုတဲ့ခဏတစ်ကွက်ဒါပေါက်ဆက်ပြီးတော့ဒီလိုလဲခဏတစ်ကွက်ထွက်ပေးရမှာကျွန်တော်မိတ်ဆွေတို့ကိုကျွန်တော်လေးတစ်တစ်ထည့်ပေးတဲ့အကြောင်းကအဲ့ဒါပဲကျွန်တော်တို့ကဒီ50တစ်အတွက်ကိုကျွန်တော်ပြီးခဲ့တဲ့အချိန်20ကကျွန်တော်ကုန်း90တပါအောင်ကစားတာကျွန်တော်မိတ်ကွက်ကတော့ကျွန်တော်တို့ပြန်ကြပါဗျာဒါပေမဲ့လို့မိတ်ဆွေတို့တစ်ဒီကျွန်တော်တို့2025ထဲမှာကျွန်တော်တို့ဒီစနစ်အသွားလာရတာတစ်ဒီလုံးဝမပြောင်းနိုင်ဘူးလို့ကျွန်တော်ကျွန်တော်ယူဆတယ်ပေါ့ဗျာ ဘာလို့ပြောလို့လဲဆိုရင်ကျွန်တော်တို့တစ်တီထိတ်လဲမပေါ်လဲလဲမပေါ်ဘူးအပိတ်လဲမပေါ်ဘူးမပေါ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီတစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကကစားခွက်ကိုဘာတွေဖြစ်နိုင်လဲဖြစ်နိုင်ဆုံးဟုတ်တာကိုကျွန်တော်တို့ကတွေးခေါ်ယူဆကြည့်တာပေါ့ဗျာဒါကတော့ကျွန်တော်တို့ကအတွေးလိုက်နဲ့ကစားတာဒီတစ်တီပေါ်ခဲ့တယ်ဆိုလို့ရှိရင်တစ်တီပေါ်ခဲ့ရင်51အတွင်းနဲ့ပဲပေါ်ရမှာဟိုဒီကြားထဲမှာကျွန်တော်တို့ကတော့ဘယ်လိုမှမလုပ်လို့ရှိရင်ချက်ကစားတဲ့နေရာမှာတော့ကျွန်တော်တို့ကနည်းနည်းအတွေးခေါ်ယူဆလေးတွေနဲ့ကစားရတာသူ့ရဲ့ဖရင်သူ့ရဲ့အသွားအလာရကျွန်တော်တို့က ဘေးမှာစီနီယာသူသူချက်ချက်သူကထောက်ချက်လေးတွေသူရှိရမှာပေါ့ဗျာသူကရှိတဲ့ခါကြလို့ရှိရင်သူကစနစ်ကတော့သူကအမှန်ကန်ပေးတယ်အမှန်ကန်ပေးတဲ့ခါကျတော့ကျွန်တော်တို့မိဆွေတို့ရောကျွန်တော်တို့ရောဒီတက်နဲ့ပတ်သက်ပြီးတော့လိုက်လိုက်ပြီးကစားနေတာတစ်တီထိတ်လည်းမပေါ်ဘူးခါလည်းမပေါ်ဘူးအံပိတ်လည်းမပေါ်ဘူးမပေါ်ပေမဲ့လို့ကျွန်တော်တို့ရဲ့ကစားကွက်ကကျွန်တော်တို့ကပေါ်ခဲ့တယ်ဆိုလို့ရှိရင်51 5ခါတက်နောက်ပဲအဲ့လိုမျိုးပေါ်ပါမှာပေါ်ရမှာခါကျတော့ကျွန်တော်တို့ကဒီတစ်တီတစ်ကိုနည်းနည်းသတိထားကစားတဲ့ခါကျတော့ကျွန်တော်တို့ပါအော်ကိုငါတစ်ကစားတယ်ဒါမှမဟုတ်သူက68ဟိုပရင်းကားတော့သူပေးပါတယ်ဒါမှမဟုတ်ကျွန်တော်51အတွက်ပေါ်မလာဘူး ပေါ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့မိဆွေတို့အနေနဲ့ကျွန်တော်တို့ဒီ channel ၄ချိန်မှာ50ပြည့် CCD နောက်တစ်ခါကျွန်တော်တို့တစ်ပူ CCD ဟိုတကွက်ထဲထိုးကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ချပြပေးတယ်တကွက်ကိုဖိုးပေါ့ဗျာဒါကတော့ကျွန်တော်တို့ကတကယ်လို့တစ်ကိုထွက်ထွက်လာခဲ့သည်ထွက်လာခဲ့သည်ရှိတော့ကျွန်တော်တို့ကမလိုတန်းကစားတာပေါ့ဗျာအခုကျွန်တော်တို့နောက်တစ်ခါကျွန်တော်တို့ဒီတစ်ပူကဘာကြောင့်ပေါ်ရမှာလဲဆိုလို့ရှိရင်အခုကျွန်တော်တို့၃ခါ၃ချက်ထိုင်တယ်၃ခါ၃ခါလို့၃ချက်ထိုင်တယ်ဆိုလို့ရှိရင်အဲ့ဒီ၃ပူဒီကျွန်တော်တို့နောက်တစ်နှစ်ကျော်မှာကျွန်တော်တို့၃ပူပေါ်ရမယ်ပေါ်တယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့က၄ချက်ကြီးနဲ့ပဲ၄၃၃တကွက်ပေါ်တာနောက်တစ်ခါကျွန်တော်တို့၃ခါပြီးတော့၂ခါ နှစ်ခါသုံးချက်တန်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တဲ့နှစ်ကြုံပါကျွန်တော်တို့နှစ်ဘူးစပေါ်တယ်နှစ်ဘူးနောက်ဘူးပေါ်တယ်ပေါ်တယ်ဆိုလို့ရှိရင်တူလေးတစ်ချီနဲ့ပဲလေးနှစ်နှစ်လို့ပေါ်တာအခုကျွန်တော်တို့2023ထဲမှာတစ်ခါသုံးချက်ထိုင်ခဲ့တယ်ဒီရောက်ကနေထိုင်မှာကျွန်တော်တို့ကပစ်ဘူးနောက်ဘူးနောက်ဘူးကိုကျွန်တော်တို့ကလေးတစ်ချီပိုင်းလေးထည့်ပြီးတော့လေးတစ်တစ်ဒါကတော့ကျွန်တော်တို့ကစနစ်အရာပြောတာပေါ့ဗျာဘယ်မှာမှတော့ကျွန်တော်တို့အပိုင်မသိဘူးစနစ်ရပြီးရင်ရမယ်မပြီးရင်တော့မရဘူးဒါကျွန်တော်တို့ချက်လောက်ကရဒါသဘောတဘာဝပါပဲဆရာအားလုံးကတော့သူ့စနစ်နဲ့သူအားလုံးထုတ်ကစားတယ်သူတို့လည်းပဲထုံလေးလကောင်းမယ်ပြီးရင်စနစ်ကအောင်ရင်ရမယ်မအောင်ရင်မရဘူး ဆရာတော်တော်များများဘယ်သူဘယ်သူမှအပိုင်မသိဘူးအပိုင်သိတယ်လို့ပြောတဲ့ကတော့တော်တော်ယူလို့ပြောတာလို့ပဲကျွန်တော်တို့ကပြောရမှာပဲဗျာဘာလို့လဲဆိုရင်အပိုင်မသိဘူးဘယ်သူမှအပိုင်မသိဘူးကျွန်တော်လည်းအပိုင်မသိဘူးကျွန်တော်တို့ကစနစ်ရောက်လိုက်ခစားတာဒါကြောင့်မလို့ကျွန်တော်တို့ဒီ channel ၄ချိန်မှာကျွန်တော်မိတ်ဆွေတို့အနေနဲ့တင့်နဲ့ပတ်သက်ပြီးတော့ကစားခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကစားကွက်ထဲရနေမှာကစားလို့ရတာကိုမိတ်ဆွေတို့ကိုချပြပေးတာပါဗျာကျွန်တော်တို့ဒီ၂၁ချိန်မှာကျွန်တော်တို့ကနန်းကောင်းတကွက်ပေါ့ရင်ဆန်မပေါ့ရင်ခံ တကွာကျွန်တော်တို့ကစားဖို့ရှိတယ်ကစားဖို့ရှိတယ်ဆိုတဲ့ခါကျတော့မိတ်ဆွေတို့ကိုကျွန်တော်ကတော့အလုံးစုံကြီးမဖိတ်ခေါ်ခြင်းဘူးဘာကြောင့်လဲဆိုလို့ရှိရင်မိတ်ဆွေတို့လည်းပဲလွင့်နိုင်တဲ့အမှားကိုလက်ခံနိုင်မှကစားပါအမှားကိုလက်ခံနိုင်မှကစားပါဆိုတာကကျွန်တော်တို့ငါကျွန်တော်တို့ကတော့ကစားကဏ္ဍတကွာအလောက်ထိမထိုးနိုင်ဘူးတစ်ထောင်ဘူးနှစ်ထောင်ဘူးဒီလောက်ပဲကစားနိုင်တယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ public ပေါ်မှာတင်တဲ့ public ပေါ်မှာတင်ပေးလိုက်တဲ့ကဏ္ဍကွက်15ကွက်တင်ပေးအဲ့15ကွက်လုံးကိုထိုးတကယ်လို့ဒီကွက်ထဲကစားခြင်းတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကျွန်တော်တို့အနည်းဆုံးဒီကွက်ထဲကို5000 ဆုံးရှုံးခံနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘိုင်ဘာကနေမှာလာဟိုင်းမှာအားအဲ့လိုမျိုးမှာဆုံးရှုံးမခံနိုင်ဘူးဆိုလို့ရှိရင်မဟိုင်းမှာလေဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့လည်းပဲမိဆွေတို့ကိုပေးရတာရရင်တော့မိဆွေတို့လည်းပြောင်းမှာပေါ့မရတဲ့ခါကျလို့ရှိရင်ဟိုမိဆွေတို့လည်းပဲစိတ်ပြတ်မှာပေါ့လွှဲနိုင်တဲ့တံကိုခံနိုင်တယ်ဆိုလို့ရှိရင်ဘိုင်ဘာကနေလာဟိုင်းမှာဟိုင်းပြီးမှကျွန်တော်တို့တစ်ခွက်တည်းတဲ့ကစားခြင်းတယ်ဒါမှမဟုတ်အာကစားခြင်းတယ်ဟိုဘယ်လိုထိုးရမလဲ ကျွန်တော်တို့ကထိတ်တယ်ထိတ်နဲ့အလဲအပိတ်ကိုတော့ကျွန်တော်တို့ဘလို့တင်ကစားရမယ်ဆိုတာတော့ကျွန်တော်တို့ကနည်းစနစ်ပြီးမယ်ပေါ့ဗျာလဲဆုံး5000 5000မိုးလောက်ကျွန်တော်မိတ်ဆွေတို့ရင်းနိုင်တယ်ဆိုလို့ရှိရင်တော့ဘိုင်ဘာကနေလာဟိုင်းမှာမရင်းနိုင်ဘူးဆိုလို့ရှိရင်တော့ဟိုင်းမနေပါနဲ့ကျွန်တော်တို့တကွက်ထဲတင်ကစားမယ်ဗျာတကွက်ထဲကျန်တဲ့ဥက္ကဋ္ဌကျွန်တော်တို့မထိုးကျင်ဘူးတကွက်ထဲကစားကျင်တယ်လွှဲရင်လည်းခံလိုက်မယ်ဗျာမလွှဲရင်လည်းပဲကျွန်တော်တို့5000ဆုံးဆုံးခံလိုက်မယ်အဲဒီလိုမျိုးဆိုလို့ရှိရင်တော့လာဟိုင်းမှာဒါကျွန်တော်ကတော့မိတ်ဆွေတို့ကိုကျွန်တော်ဖိန်ကောင်းကြည့်ပြီးတော့ကျွန်တော်စကားပြောတာမဟုတ်ပါဘူးဘာလို့လဲဆိုလို့ရှိရင် တော်တို့လည်းပဲသူများကိုထိုးခိုင်းတယ်လို့ကိုကိုတိုင်းလည်းကျွန်တော်တို့ကထဲ့ကစားတယ်တင်ကစားတယ်လို့ရင်လည်းလွတ်ပါစေကျွန်တော်တို့ကဒီလိုဆုံးဖြတ်ချက်နဲ့ကစားတာစနစ်အရာကျွန်တော်တို့ကကစားတာအပိုင်တော့မတည်ဘူးစနစ်ကပြီးရင်တော့ရပါပဲဒါကတော့ကျွန်တော်မိတ်ဆွေတို့ကိုဒီလိုမျိုးကျွန်တော်ချပေးမယ်ဆိုတာလဲကျွန်တော်ရဲ့သူအဖွဲ့ဝင်တွေနဲ့အတူရကြနေတယ်ဆိုလို့ရှိရင်တော့လာဟိုင်းမှာကျွန်တော်ကကျွန်တော်ရဲ့ group အဖွဲ့ဝင်တွေကျွန်တော်ကျွန်တော်ကျွန်တော်ကကြိုးပြီးတော့လုပ်လို့မရဘူး တော်ကျေးဇူးရှင်တွေပေါ့ကျွန်တော်ကတက်စာရှိရင်ကျွန်တော်အလုပ်လုပ်ရမှာကျွန်တော်အဖွဲ့ဝင်နေနဲ့အတူမိတ်ဆွေတို့လည်းပဲလွဲတူပေါက်တူဖြစ်ရှင်နေဆိုလို့ရှိရင်တော့ဘိုင်ဘာကနေလာဟိုင်းပါဗျအားလုံးကံကောင်းကြပါစေကိုလက်ပါဗျ